Hello အားလုံးပဲရှလုံးပါဆိုတော့အဲဒီနေ့မှာကျွန်တော်ကအမလကမရောက်နေတာဖြစ်တယ်ကျွန်တော်ဒီကိုရောက်တဲ့ချိန်မှာနှုတ်ကပတ်တော်လေးဆင်ခြင်မိရဲ့ຢာလေးတစ်ခုရှိပါတယ်အဲ့ဒီຢာတော့ဆိုတော့ကျွန်တော်တို့လူတိုင်းကအနာကတ်မှာကျွန်တော်တို့အနာကတ်အတွက်ကျွန်တော်တို့မျှော်လင့်ရအသက်ရှင်ကြတယ်ဆိုတော့လူတိုင်းလူလူအနာကတ်မှာဖြစ်ပျက်မဲ့ຢာတော့အသက်ရှင်ကြတယ်တချို့ကြတော့လည်းအနာကတ်ပျောက်နေတဲ့လူရှိတယ်ဒါပေမဲ့အများစုကတော့အနာကတ်မှာကျွန်တော်တို့ဘာဖြစ်လာဖို့ကျွန်တော်တို့နေဘယ်လိုဖြစ်လာဖို့ ကျွန်တော်အကောင်းဆုံးပြင်ဆင်ပြီးတော့အသက်ရှင်ကြတယ်ကျွန်တော်တို့အနာဂတ်မှာကျွန်တော်မျော်လင့်တဲ့အရာတွေရဖို့အသက်ရှင်ကြတယ်ဆိုတော့ကျွန်တော်ယုံကြည်သူတိုင်းရဲ့အသက်တာမှာရောကျွန်တော်တို့ကအနာဂတ်မှာကျွန်တော်တို့မျော်လင့်တဲ့အရာတွေအများကြီးရှိပါတယ်အဲ့ဒီအရာတော့တစ်ချိန်ကျရင်ခရစ်တော်ဘုရားကျွန်တော်နဲ့အတူပြန်လာတဲ့ချိန်ခရစ်တော်ဘုရားပြန်လာတဲ့ချိန်မှာတစ်ချိန်ကျရင်ခရစ်တော်ဘုရားပြန်လာတဲ့ချိန်မှာကျွန်တော်တို့နဲ့အတူနေထိုင်ဖို့ရန်ဖြစ်တယ်ကျွန်တော်တို့မျော်လင့်တဲ့အရာကတော့တနေ့ပြီးတနေ့ခရစ်တော်ဘုရားနဲ့တာဝိဒံတူဖို့ဖြစ်တယ် တကယ်ပဲဘုရားသခင်ရဲ့နှုတ်ကပတ်တော်နဲ့တန်ရှင်စွာအသက်ရှင်ဖို့ကျွန်တော်မျှော်လင့်ကြတယ်ကျွန်တော်မျှော်လင့်တဲ့အတိုင်းပဲကျွန်တော်တို့တသက်တာထဲမှာဖြစ်လာဖို့ကျွန်တော်တို့ယုံကြည်ကြတယ်ဆိုတော့ဒီနေ့ကျွန်တော်တို့ပြောတဲ့အရာကျွန်တော်တို့စဉ်းစားတဲ့အရာကျွန်တော်တို့တွေးခေါ်တဲ့အရာတွေကျွန်တော်တို့လုပ်တဲ့အရာတွေကကျွန်တော်တို့ရဲ့အနာဂတ်နဲ့အများကြီးတက်ဆိုင်ပါတယ်ဆိုတော့ဒီနေ့ကျွန်တော်တို့လုပ်နေတဲ့အရာတွေကျွန်တော်တို့ပြောနေတဲ့အရာတွေကဒီနေ့ကျွန်တော်တို့ရဲ့အနာဂတ်ကိုကျွန်တော်တို့ကိုယ်တိုင် prophet ပြုနေခြင်းဖြစ်ပါတယ်ဆိုတော့ဒီနေ့ကျွန်တော်တို့တက်တာထဲမှာ အရင်ကစိုးကောင်းစိုးခဲ့မယ်အရင်ကလူစိုးဖြစ်ကောင်းဖြစ်ခဲ့မယ်ဒါပေမဲ့ခရစ်တော်ဖခင်တင့်နှလုံးသားထဲမှာရှိလာတဲ့အချိန်မှာတော့တင်ကတကယ်ပဲအသစ်ပြပြင်းသွားတသက်ဝါဖြစ်တယ်အသစ်ဖြစ်သွားတာဖြစ်တယ်တကယ်ပဲဖခင်ရဲ့ဂျေစုတရားကတင်ရဲ့နေ့ရက်တိုင်းကိုအသစ်ဖြစ်စေတာဖြစ်ပါတယ်ဆိုတော့အာဒီမှာရောက်လာတဲ့အချိန်မှာလဲတကယ်ပဲဖခင်ရဲ့အဲအချိန်မှာဖခင်ပြင်ဆင်ပေးမဲ့ရာတွေကိုမျော်လင့်ရင်အသက်ရှင်ဖို့ရဝင်ငှချင်တယ်ပေါ့ခရစ်တော်ဖခင်အချိန်ကျရင်ဒုတိယအချိန်ကြွလာတဲ့အချိန်ကျရင် တော်ဖျားတင်းကျွန်တော်မေးပါလိမ့်မယ်။ဒန်နီယယ်မင်းဘေးနားမှာရှိတဲ့လူတွေမင်းဘာတွေလုပ်ခဲ့ပြီးပြီလဲ။မင်းရဲ့တငယ်ချင်းတွေမင်းရဲ့မိသားစုတွေမင်းဘေးနားမှာရှိတဲ့မယုံကြည်သူတွေမင်းဘာတွေပြောခဲ့ပြီးလဲ။ငါရဲ့ကဲနေချင်းကြီးသူတော်အကြောင်းနင်းပြောခဲ့ပြီလားလို့မေးတဲ့ချိန်မှာကျွန်တော်အနေနဲ့သူ့ကိုဖြေဖို့ရန်အတွက်အဖြေရှိဖို့အင်မတန်မှရည်ကြီးတာဖြစ်ပါတယ်။အကြောင်းမို့ကျွန်တော်တို့ဒီမှာအသက်ရှင်ခွင့်ရတဲ့ချိန်မှာဖယားနှခင်တို့အသက်ရှင်မှုအင်မတန်မှရည်ကြီးတာဖြစ်တယ်။ကျွန်တော်တို့တကယ်ပဲကျွန်တော်တို့ရဲ့အနာဂတ်မှာကျွန်တော်တို့ရယူမဲ့အရာတွေက တကယ်ပဲထာဝရနဲ့သက်ဆိုင်တဲ့အကြောင်းမို့ကျွန်တော်တို့ရဲ့လှုပ်ဆောင်ခြင်းပြောဆိုခြင်းကြံစီခြင်းဟာကိုရောအတွက်ဖြစ်ဖို့အင်တမအရေးကြီးတယ်ဆိုတဲ့အရာကိုအဝင်းကချင်တာဖြစ်ပါတယ်လို့ဆိုတော့ဒီနေ့တင်းရဲ့တက်တာထဲမှာဘာကိုမျော်လင့်ရင်အသက်ရှင်တယ်လဲဒီနေ့ကျွန်တော်တို့ရဲ့ယုံကြည်သူတွေရဲ့အသက်တာကတော့တကယ်ပဲတစ်ချိန်ကျရင်ခရစ်တော်ဘုရားနဲ့ပြန်တွေ့ရမယ်အဲ့ဒီခရစ်တော်ဘုရားမကြွလာခင်မှာကျွန်တော်တို့ကဘုရားနဲ့ရင်အတွက်နိုင်ငံတော်အတွက်အသက်ရှင်ပြီးတော့ကျွန်တော်တို့ရဲ့ ခန္ဓာစိတ်ဝိညာဉ်ဟာကိုရောရဲ့ဘုံတော်အတွက်ဖြစ်ဖို့ရန်ဖြစ်ပါတယ်လို့ဒါကြောင့်မို့ဒီနေ့တင်းရမျောလင့်ခြင်းကပါမှာလေမိတ်ဆွေတင်းရမျောလင့်ခြင်းကပါမှာလေတင်းကအဲ့အရင်တော့ကအတိတ်ကအတိုင်းပဲတင်းကတင်းရ present ကာလမှာတင်းနေထိုင်နေတုံးဆိုရင်တော့တင်းကအတိတ်မှာကျင်လေတဲ့သူပဲဖြစ်ကောင်းဖြစ်လိမ့်မယ်ဒါကြောင့်မို့ခရစ်တော်ဖျောက်နန္ဒရရဲ့လက်ခံယုံကြည်ပါယုံကြည်ပြီးရဲ့အချိန်မှာတင်းရဲ့အတ္တမှာအတိတ်တော်ရာဘုရားသခင်ဖွင့်ပြမယ့်အရာတွေထဲမှာတင်းအသက်ရှင်လိုက်ပါအဲ့ဂျေဇုတော်တဲမှာတင်းအသက်ရှင်နေချိန်မှာတော့တင်းရဲ့ အတ္တတာကတော့အရင်ဘဝအတိုင်းမဟုတ်တော့ဘဲနဲ့အတ္တတော့အတ္တတာဖြင့်ဘုရားသခင်ရဲ့အရှိကိုဆက်လန်းလိုက်ပါဘုရားသခင်နဲ့အတူဆက်လန်းလိုက်ပါသင်ရဲ့အတ္တတာထဲမှာမျောလင့်ခြင်းရှိလာမှာဖြစ်တယ်ကိုရောကိုယုံကြည်ခြင်းကမျောလင့်ခြင်းကိုဖြစ်စေတာဖြစ်တယ်ဆိုတော့ဝင်ငှလိုတယ်ဒါကြောင့်မို့သင်ရဲ့မျောလင့်ခြင်းကဘုရားသခင်ဖြစ်ဖို့အင်မတမရည်ရှိတယ်သင်ရဲ့မျောလင့်ခြင်းကခရစ်တော်ဘုရားနဲ့အတူသင်တွေ့ဆုံမှုဖြစ်တယ်သင်ရဲ့မျောလင့်ခြင်းကတော့ ကောင်းကင်နိုင်ငံမှာသာရဘုရားသခင်နဲ့အတူနေထိုင်ခွင့်ရဖို့ရန်ဖြစ်ပါတယ်။ဒါကြောင့်မို့ချစ်တော်ညီကိုမောင်မောင်ရောက်ချစ်ဆိုင်ဒီကနေဝေငှပေးချင်တာဖြစ်ပါတယ်။တင်းရမျောလင့်ခြင်းကလောကမျောလင့်ခြင်းမဟုတ်ပဲနဲ့တကယ်ပဲကျွန်တော်တို့သာရမျောလင့်ခြင်းဖြစ်ဖို့ရန်ဝေငှလိုတာဖြစ်ပါတယ်။ဂျာနာတို့ရောက်ချစ်ဆိုင်ဖျားရှင်သားရီကောင်းချီးပေးပါစေ။